ရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း22တရားတော်အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း22မှာဘာပြောပြကြတယ်လဲမေးလိုက်တယ်ရှင်သာရိပုတ္တရာကြီးရဲ့ဆွေမျိုးညာတကာရီရဲ့ပုံမှာချင်းမြောက်ပုံကိုဥဒ္ဓနတတွေပြောပြကြမှာလေသူတော်ကောင်းတို့တို့ေရှင်သာရိပုတ္တရာကြီးရဲ့ဆွေမျိုးတွေပုံမှာချင်းမြောက်ပုံကို အကြံဉာဏ်အပြင်တော့သိဤကောင်မောင်မ9ယောက်ရှိသူရဲ့ညီ3ယောက်ညီမ3ယောက်ပြီးသာသနာပုံရောက်အောင်သူပဲသူသွင်းပေးတယ်သာသနာပုံရောက်လာတဲ့ညီတွေညီမတွေကလည်းပဲတယောက်မှအောက်တန်းကြတာမပါဘူးအကုန်လုံးအထက်တန်းကြကြတယ်နေကြထိုင်ကြလှုပ်ကြခိုင်ကြတယ်သာသနာမှာထိပ်သီးပုဂ္ဂိုလ်ကြီးတွေကြီးဖြစ်ကြတယ် ရှင်သာရိပုတ္တရာရဲ့ညာတ္တသရိယမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကျင့်စဉ်၃ခုထဲမှာဗုဒ္ဓတ္တသရိယဖရာပြဖို့တွေ့ကျင့်တယ်လောကတ္တသရိယလောကကြီးအတွက်ကျင့်တယ်ညာတ္တသရိယဆွေမျိုးတွေအတွက်ကျင့်တယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တပည့်တော်ကကြီးပြီပြီပဲတဲ့သူလည်းပဲညာတ္တသရိယ ဆွေမျိုးတွေအတွက်လှုပ်လှုပ်လိုက်တာဓမ္မမရထကရာမှာဥစဉ်တို့တွေနေရာတော်တော်များများပြထားတာရှိပါတယ်သူရဲ့ဆွေမျိုးတွေပေါ့ချင်းမြောက်ပေါ့ခဏိတော်ဥစဉ်တို့တွေရှင်သာရိပုတ္တရာကြီးရဲ့ဦးလေးအပေါ်မှာချင်းမြောက်ပေါ့နောက်တကသူတူလေးတယောက်ပေါ်မှာချင်းမြောက်ပုံနဲ့သူရဲ့တငယ်ချင်းတယောက်ပေါ်မှာချင်းမြောက်အစဉ်တိုင်းပြထားတဲ့၃ပုဒ်ကိုတစ်ပုဒ်ထဲပေါင်းပြီးဦးဇင်းတို့တို့နည်းနည်းပြောပြတာ အရင်သာရိပုတ္တရာမထေရသူမြတ်ကြီးကသူ့ရဲ့ဦးလေးတယောက်နဲ့တွေ့တယ်သူ့တယောက်သူ့တူတယောက်နဲ့တွေ့တယ်သူ့တငယ်ချင်းတယောက်နဲ့တွေ့တယ်တွေ့တဲ့အခါမှာဗန်မေးတယ်သူ့အမေလေးကကိဉ္စီဒေဝကုသလံကရောတိကောင်းမှုပြုကြရလားကောင်းမှုပြုရလားဒီလိုမေးရလားကရောမိဗန္တိတဲ့ကောင်းမှုပြုပါတယ်ခင်ဗျာကိဉ္ကရောတိ ကောင်းမှုဘလို့ပြုတာလဲကောင်းမှုဘလို့ပြုတာလဲဆိုမိလေတော့သူ့လေးကပြောတယ်မာသေမာသေတဟတာပရိစ္ဆာကေနဒါနံဓမ္မိလဆင်လဆင်အတပြားတစ်ထောင်ကိုပေးလှူတာပါဗျာတဲ့ကတ္တဒေဟိကတ္တဒေတိဘယ်ကိုပေးလှူတာလဲ နိဂန္ဒနံဗန္ဒီနိဂန္ဒတွေကိုပေးလူတာပါဘုရားကိမ္ပဋ္ဌယံတော်ဘာတွေတောင်းတပြီးတော့လှူတာလဲမြတ်မလောကံဗန္ဒီမြတ်မပြေတောင်းတပြီးတော့လှူကြတာပါဘုရားပြမပြေတောင်းတပြီးတော့လူကြတယ်ဆိုတော့မင်းမြမမြင်ဘူးလားမမြင်ဘူးပြမပြေရောက်ရောက်ရောက်သိတယ်လား မသိပါဘူးမင်းဆရာတွေရောသိလားသူတို့လည်းမသိပါဘူးဆရာလည်းမသိတပည့်လည်းမသိတော့မင်းတို့ဟာအကန့်တန်းစီနေတယ်လို့ဖြစ်နေတာဩတဲ့ကိုင်လာလာလာဆိုပြီးတော့ဖယားထာခေါ်သွားတယ်မြတ်စွာဘုရားသူတို့တွေဟာမြတ်မပြီးရောင်ကြောင်းဆိုပြီးတော့ကောင်းမှုတွေပြုနေကြပါလေအဲ့တော့တကယ်မြတ်မပြီးရောင်ကြောင်း လမ်းကြောင်းကိုမြတ်စွာဘုရားဟောကြားပေးသနာတော်မူပါတဲ့မြတ်စွာဘုရားအဲ့ဒီမှာ အရှင်သာရိပုတ္တရာကြီးကသူ့ရဲ့ဆွေမျိုးတွေသူ့ရဲ့ဦးလေးသူ့ရဲ့တူသူ့တငယ်ချင်းတွေအတွက်ရှင်သာရိပုတ္တရာကြီးတရားတောင်းပေးတာအရှင်သာရိပုတ္တရာကြီးရှောက်ထားလို့တရားတောင်းလို့မြတ်စွာဘုရားကအဲ့ဒီမှာဟောတာမာသေးမာသေးသဟသေးနာယောဇေယထတတံသမံ ဧကေသဘာဝိတ္တတနံမူဟုတ်တမပိပူဇယေသာယေဝပူဇနာတိယောယင်းစဝတ္တတတဟုတံမြတ်စွာဘုရားဒီတရားဟောမာသေမာသေသဟတေနယောဇယေထတတံတမလာစဉ်လာစဉ်အတပြထောင်တို့ကိုပေးလူနေကြတယ်အတပြတထောင်ကုန်ခံပြီးပေးလူတယ် ဒါပေမဲ့လှူတဲ့နေရာကမက်ကင်၈ပါအကျင့်တရားမရှိတဲ့နေရာမှာသွားလှူတယ်ပေါ့ဧကင်းစာဘာဝိတတနာမုဟုတ္တမပိပူဇေယနောက်တကလှူเสียဌာနတစ်ခုကဧကင်းစာဘာဝိတတနာမုဟုတ္တမပိပူဇေယတဲ့မက်ကင်၈ပါအကျင့်တရားရှိတဲ့နေရာမှာတစ်ချိန်တစ်ခါလောက် မဂ္ဂင်၈ပါးကြည်တရားလို့ကိုတစ်ချိန်တစ်ခါကြင့်နေတဲ့ပုဂ္ဂိုလ်ကိုတစ်ချိန်တစ်ခါတော့လှူတယ်ပေါ့တာယေဝပူဇနာသေးရောယင်းစတာယေဝပူဇနာသေးရောအဲ့ဒီလူကမြတ်တယ်ယင်းစဝုဒတတံဝုဒတတံဟုတံနေပေါင်းတရားလှူပြီးတော့နေတာတဲ့အဲ့ဒီလိုတစ်ချိန်တစ်ခါလှူတာကမြတ်တယ်မြတ်စွာဘုရားကအလှူရဲ့မြတ်တဲ့တရားညွန်ပြဒီနေရာမှာ လူတော့လူတယ်မဲခင်ရှင်ပါအကျင့်တရားမရှိဘူးမဲခင်ရှင်ပါအကျင့်တရားကိုမကျင့်ဘူးအဲ့ဒီလိုနေရာမှာနှစ်ပေါင်းတထောင်နှစ်ပေါင်းတရာကြာအောင်အသက်ပြားတထောင်တလစဉ်လစဉ်ပေးလူနေပါတော့လဲပဲတဲ့မဲခင်ရှင်ပါအကျင့်တရားရှိတဲ့နေရာမဲခင်ရှင်ပါဆိုတော့သူတော်ကောင်းတွေတည်ပြီးသားတမ္မဒိဋ္ဌိအမြင်မှန်တဲ့နေရာ သမသင်္ကပ္ပအတွေးမှန်တဲ့နေရာသမဝါစာအပြောဆိုမှန်ကန်တဲ့နေရာသမံကမ္မတအလုတ်ကင်မှန်တဲ့နေရာတယမသမဝါယမအထုတ်မှုမှန်တဲ့နေရာဒီလိုနေရာမျိုးမှာအဲ့ဒီတရားနဲ့အညီကြင်ကြံကြိုးကိုပွားများအထုတ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တရေတခါလေးအထုတ်အဲ့ဒီတစ်ချိန်တစ်ခါအထုတ်နေတဲ့ပုဂ္ဂိုလ်အထုတ်တဲ့နေရာမျိုး မဂ္ဂင်၈ပါးနဲ့ညီအပ်ထုတ်ပြီးတော့နေတဲ့နေရာမျိုးတစ်ချိန်တကာအပ်ထုတ်အဲ့ဒီချိန်တကာအပ်ထုတ်တဲ့ပုဂ္ဂိုလ်တစ်ခါလောက်လှူလဲရခြင်းဟာရင်းစဝတ္တတံခုတံတဲ့နှစ်တရားလှူနေရတာထက်ပုံမြတ်တယ်တဲ့ဘုရားကဒီလိုပြောပြဟာအဲ့ဒီမှာရှင်သာရိပုတ္တရာရဲ့တငယ်ချင်းရှင်သာရိပုတ္တရာရဲ့ဦးလေးရှင်သာရိပုတ္တရာရဲ့သူတို့ကဘာဖြစ်ကြတော့မေးလိုက်တော့တောတာပန်တည်ရတယ်ဗျာ သောတာပန်တည်တယ်ဆိုတာသူတော်ကောင်းတို့တို့တွေဒိဋ္ဌိနဲ့ဝီစီကိစ္စကင်းကွာပြီးတော့ဓမ္မပေါ်မှာအမြင်ရှင်းဓမ္မပေါ်မှာသံသယာကင်းတနည်းအားဖြင့်ပြောရင်တော့အပေတကားပိတ်တယ်ပေါ့ဗျာဘဝမှာအပေတကားရောက်เสียအကြောင်းမရှိတော့သူတို့တို့တွေဤကဲ့သို့ဘဝကိုပိုင်ဆိုင်ကြရတာဒီဘယ်သူကြောင့်လဲလို့မေးရင်အရှင်သာတိပုတ္တရာကြီးရဲ့ညာတ္ထသရိယဆွေမျိုးတွေရဲ့ပေါ်မှာချီးမြှောက်မှုကြောင့်သူတို့တို့ချမ်းသာခြင်းရကြတာပါဗျာ အယောင်တရားကြည့်ခဲ့သလိုစဉ်ပေါင်းတို့ဒီတစ်ပတ်ဥဒနုတ္တရေပြောပြတာကတော့ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မမှာညာတ္တသရိယဆွေမျိုးတွေရဲ့ပုံမှာချင်းမြောက်ပုံကိုပြောပြပါတယ်ဤကဲ့သို့ဓမ္မသည်အလုံးကိုစီရှိပြီးတော့မှသူတော်ကောင်းတို့တွေလည်းမြင့်မြတ်တဲ့ဘုံမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလင်အမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရရှိရောက်ရှိနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးနေပဲဒေသနာဏီကုန်ကမ္ဘာဖုံးကြပါစို့ ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်သင်သူတော်ကောင်းပေါင်းတို့မှဒုံမကလမ်းမနိမခยีမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမကလမ်းမနိမခยีမံကိုဥစုံဖြောင်းပြောက်မတ်မတ်ယန္တုကောင်းစွာမသွေ့ လိုက်သွားနိုင်ကြပါစေကုန်တည်း